မကြမ်းမီကျင်းပါရောမဲ့ထိုင်းစီကိန်းပြိုင်ပွဲမှာမြန်မာလူရွေးစင်အသင်းနဲ့ပူးပေါင်းကပအဝင်အဖြစ်သွားမဲ့မိထလူ ပြည်သူတရအချစ်တော်အကစားသမားလေးမေချက်လူကမကြမီမြန်မာနိုင်ငံကိုပြန်လာတော့မှဖြစ်တယ်လို့နောက်လာမှကျင်းမာတော့မယ့် Time Seeking ပြန်ပွဲအတွက်မြန်မာလူ့ရွေးစီအမျိုးသမီးအသင်းနဲ့တူပူးပေါင်းပြီးတော့ပအဝင်ကစားအပြည့်သွားမှဖြစ်ပါတယ်။မေချက်လူပအဝင်ကစားတာကိုစိတ်သက်ပြည်သူတွေတော့ကျင်းနေကြမယ်လို့ထင်ပါတယ်ရှင်။ဒါပြင်တိုက်စစ်မဝင်သိကြီးချွန်ကလည်းမြန်မာအမျိုးသမီးလူ့ရွေးစီအသင်းနဲ့တူပူးပေါင်းကလာရောက်ပြီးတော့ကစားသွားမယ်လို့သိရပါတယ်ရှင်။အဝင်လို့ပြည်သူတွေကချစ်စနုတ်ခေါ်ကြတဲ့ဝင်သိကြီးချွန်ကတော့လက်ရှိမှာ မလေးကလပ်စာပါ FC မှာကစားရင်းနဲ့အောင်မြင်မှုရရှိနေတဲ့ကစားသမားကျူဖြစ်ပါတယ်။အဲ့ဒီကလပ်မှာဆိုရင်လည်းဝင်းသိကီထွန်းကဂိုရီကိုသွင်းယူပေးပြီးတော့မြန်မာကုံဆောင်နေတဲ့အကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးအကူရတဲ့ပြိတဲ့အချစ်တော်ကစားသမားနှစ်ယောက်ကမကြမီမှာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိတော့မှာဖြစ်ပြီးတော့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနဲ့တူပူးပေါင်းကကစားသွားမယ်ဆိုတာကြောင့်ပြိတဲ့တီကတော့ဒီနှစ်ချန်ပီယံဖြစ်ပြီးဆိုပြီးတော့တောင်ခံမှန်းပြောဆိုနေကြတဲ့အထီကိုအတက်နေတာကိုတွေ့ရပါတယ်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကလာမယ့်ထိုင်းစီဂိမ်းပြိုင်ပွဲအတွက်လေ့ကျင့်ပြင်ဆင်မှု တွေဆက်တင်ပြုတ်လုံနေပြီဖြစ်ပါတယ်။မကြမီရက်ပိုင်းအကြံမှာတော့မိချက်လူရောဝန်သိငေချွန်မှမြင်တွေ့လာရတော့မှာဖြစ်ပြီးပအဝင်ကစားသွားမယ့်ကစားသမားစင်အတိအကျကိုလည်းထုတ်ပြန်ကြေညာပေးသွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ မေချက်လူကလက်ရှိမှာဆိုရင်လည်း American Women Open Tournament ပြန်ပွဲမှာဆိုရင်တော့နိုင်ငံကုံဆောင်ကစားသမားလေးဖြစ်ခဲ့ပါတယ်။သူမက UCLA အသင်းနဲ့ Two Champions ဆုကူရရှိခဲ့တယ်လို့တန်မိုးအရှိဆုံးကစားသမားအဖြစ်လည်းသတ်မှတ်ခံထားရတာဖြစ်ပါတယ်။ American နိုင်ငံရဲ့တက္ကသိုလ်နဲ့ College အသင်းတွေကဝင်ပြိုင်ခဲ့ကြတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ဒီလိုမျိုးအရေးချင်းကောင်းနေတဲ့မေချက်လူတယောက်မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနဲ့တူထိုင်းစီကိန်းမှာပါဝင်ကစားလာမယ်ဆိုတာကြောင့်အဖြစ်စီမယ်ဆိုတာကတော့အမှန်ပါပဲ။ အဲ့ဒါတွေအပြင်ကွန်လန်တောင်ပင်ကစားသမားလေးမြင့်မိုးကိုလည်းပြန်လည်ရွေးချယ်ထားတယ်လို့သိရပါဗျ။ဒါကြောင့်အင်အားတောင်တင်းတဲ့အစုအဖွဲ့ရဲ့ရှင်ပြန်ကစားတော့မဲ့ပွဲစဉ်တွေကိုတော့ပရိသတ်တို့ကမကြမီကြည့်ရှုအားပေးကြရတော့မှာပါ။မြန်မာလူရွေးစင်အမျိုးသမီးအသင်းအနေနဲ့လာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာတော့ဖိလစ်ပိန်းအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ဒီဇင်ဘာ10ရက်နေ့မှာတော့မလေးရှားအသင်းနဲ့ကစားရမှာဖြစ်ပြီးဒီဇင်ဘာ17ရက်နေ့မှာတော့ဗီယက်နမ်အသင်းနဲ့အုပ်စုပွဲစဉ်တွေဖြစ်တွေ့ဆုံကစားသွားကြမှာဖြစ်ပါတယ်။ ။ဒါကြောင့်အခုလိုမျိုးမိထက်လူတယောက်မြန်မာလူရွေးစင်အမျိုးသမီးအတင်းနဲ့ပူပေါင်းပါဝင်ကစားသွားမှာကိုပြည်သူတို့အနေနဲ့ရောကျင်းနဲ့အားရမိကြပါလား။မြန်မာလူရွေးစင်အမျိုးသမီးအတင်းနဲ့ပတ်သက်ပြီးရောပြည်သူတို့ဘယ်လိုမျိုးထင်မြင်သုံးသပ်မိကြလဲဆိုတာလေကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အစုံနည်းကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။